ိုကယ်သူမဲ့ဖြစ်မနေအောင်အစိုးရကလုပ်ပေးတယ်ဒီညမှာ NUG ပြည်သူတို့ကဘုံကျဲတိုင်းခံနေရပါတယ်ဆိုပြီးကယ်သူမဲ့စိတ်တမဖြစ်အောင်ရတဲ့လက်နဲ့နဲ့ရတဲ့နီးနဲ့စစ်လေနေကိုပြစ်ပါခွဲပါလေတဲ့အရာရှိတွေကိုကစ်တန်ခတ်ပါ Congratulation မှာ PW1 တောင်ကိုလေတဲ့ချော်လိုက်တော့အောင်ကြပြီလား တောင်ဝလီလက်ကိုချွတ်လိုက်တော့နဲ့ BWN ကပြစ်ခတ်တိုက်ခိုက်လိုက်တယ်။ရုတ်တံနေတော့ထွက်နေပြီ။အဲ့ဒီမှာဘဏ္ဍာတည်သွားလဲဘဏ္ဍာကမသာပေါ်လဲဘဏ္ဍာကမဆီကြိုက်လဲဆိုတဲ့သတင်းကိုပြောပြမှာအိုက်ပြင်ကိုလေနဲ့ထူးတိုက်ခတ်ရေးတက်ဖွဲ့နေနေတဲ့ဘသူတွေထပ်ပေါ်လာအောင်လဲဆိုတာကိုပြောပြမှာနောက်တစ်ခုကဝလူမနေ့ကကျွန်တော်ပြောတယ်မန္တလေးနဲ့မေတီလာမန္တလေးနဲ့တနအိခီနေပြီးတော့နဲ့နှစ်နာရီခီဝလူရေစခန်း နထိုးကြီးမြို့နေအာပီဂျီနဲ့ရေးကြိုက်တာတော့ဘောမတတိုက်တခါလေမြင်အောင်လာကြည့်တစင်းဦးတယောက်ဒါပါအဲ့မပြောတော့မပြောတော့အဲ့တော့နောက်တစ်ခုကဟင်းတဒလေရပုံမူပြီးသားစုမိသားစုလိုက်ထွက်ပြေးရပြီအဲ့ဒီညမှာမနေ့ကတရင်တစ်ခုဘုံမူ လေရဘူကြည့်ဖေးတန်းအဲဒီ PLA ကပြကတ်ရှင်းမလိုက်တယ်အဲ့ဒါက2024ခုနှစ်ကတရင်ဒါဘူပြည်သူလူတို့ကအာရဝမ်းသာကြိုဆိုကြတာတွေ့ရတယ်လို့အဲတချို့ကျွန်တော်တော်လိုင်းဘက်ကလူတွေကလည်းဒီတရင်ကိုအစ်စ်လို့ထင်ပြီးတော့အစ်စ်လို့ထင်ပြီးတော့ဟောအိုးတောင်းနေတောင်းတောင်းဖြတ်ဖြတ်ပြောကြတာပေါ့ဗျာဒါအပြစ်တော့မဟုတ်ပါဘူးဒါပေမဲ့ပြည်သူလူထုကို ။သတင်းစကားပြောမဲ့သူတွေဟာသတင်းကိုစစ်စစ်တင်တယ်လို့ကျွန်တော်အကြံပြုလိုပါတယ်။အပြည်သူလူထုကစိတ်ဓာတ်မြင့်တက်လာတယ်၊ခွန်အားဖြစ်စေတယ်၊စိတ်ဓာတ်ကတက်ကြွလာတဲ့အချိန်မှာဒီသတင်းကမဟုတ်ဘူးအမှားပါဟို2024ခုနှစ်ကဆိုရင်စိတ်ဓာတ်ပြန်ကျသွားတယ်။စိတ်အတက်ကျများလာမယ်အမြလူတွေကစွန့်ရင်ကုန်ခန်းသလိုခံစားရတယ်ဒီကြောင့်ဒီတော့ဒုတိယပိုင်းမှာပြောမယ်စစ်တပ်ရဲ့ဝါရဖြန့်ချီရန်ရဇက်တိုက်လှုပ်လာနေတာဖြစ်ပြီး စစ်တပ်ကဘယ်ပြစ်မှတ်ကိုအဓိကထားဝါရဖြန့်ချီလို့တလဲဘလို့ပုံစံနဲ့လို့တလဲဘာဖြစ်နေလဲဆိုတဲ့အကြောင်းအရာကိုကျွန်တော်ပြောမယ်အဲ့တော့ဒါကိုမပြောခင်မှာခုနပြောတဲ့ BWN ရဲ့ short ride တော့တောင်မူလေးတန်းကိုတဲ့တယ်ဖြစ်တာ jump fighter နှစ်စီးကင်လိုက်နိုင်ပါတယ်ပြု Y8 ဒစီလုံးဝတုံးမရနာနေဆောင်တလုံးဒူပုံမူကြီးနှစ်ဦးမသာပေါ်ပါတယ် short ပါတယ်ခင်ဗျာ ာမန်အယတလေအုပ်နဲ့အချားအဆင့်6ဦးတိတ်ဆုံးပြီးကိုတော်နှလုံးမိလောင်ပျက်စီးခဲ့ကြပါတယ်စုစုပေါင်းတန်ရာရတဲ့လူ12ဦးကိုတော့ဆေးရုံပို့တယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဆိုတော့ Jet Fighter နှစ်စီးဒီနေ့กินတယ်ပြုဘသူကกินတာလဲ BWN ကပူပေါင်းတက်တွေနဲ့အတူကျွန်တော်ရှေ့ရှေ့ဝေးမပြောတော့ဘူးအဓိကတူတူနဲ့လူရင်းပြောချင်တာအဲ့တနက်ကအရန်ခတ်နေဘူးဟမ်ဆိုတော့ဒီနေ့ငှက်နှက်ကောင်กินတယ် ဝိုင်းအိတ်တစည်းกินလိုက်တယ်လေတက်ဟာလေတက်ဟာဖြိုဖျက်ရမယ်ကိစ္စလေတက်ဟာမွှမ်းမွှားစစ်စစ်ကြေအောင်ချိန်မုံရမယ်တက်လေတက်မှာစစ်မှုထမ်းတဲ့ကောင်မှန်သမီးအမှုန့်ကျိတ်ရမယ်အချိန်ဒီဒါကမင်းတို့ပြထမ်းတဲ့အတိုင်းပဲငါတို့လိုက်လံတင်ကြားနေတာဖြစ်ပါတယ်လွတ်အောင်ပြေဟင်းတရာကောင်တနိုင်ငံလုံးနဲ့မင်းတို့ကိုနာစီတွေလို့ငါတို့ နာစီတွေလို့ထချက်မကွာလိုက်ပြီးတန်ခတ်မှာအဲ့တော့ဒီမှာဒီနေ့မှာဒီနေ့မှာဗိုလ်တာဘောရဲ့ကျုံးဝါတန်လေးတခုထည့်ပြောချင်ပါသေးတယ်မစုံတန်းခက်စစ်ကြီးပဲတိုက်ပါဂိမ်ပြီတွေကစခန်းမှန်တည်းမြတန်ဖို့ထေတာယူထားကြလို့ပြောလို့လေထပ်ပြီးတော့ထူကြတာ ARD ပြန်လာပြန်လာမီလမ်း AOD လိုက်လာအဲ AOD campaign တခုပေါ့ဗျာဟိုမနေ့က AOD တိုင်းစစ်ဌာနရဲ့ campaign မှာကိုမင်းကိုနိုင်ကပြောပါတယ်အတူတူထိုးစစ်ကြီးဖြစ်လာပါကပြည်သူလူထုကတက်နိုင်တဲ့ဘက်ကကိုကြီးပါဝင်ကြပါရဲ့တဖက်မှာမနေ့ကမင်းအောင်လိုင်ကစစ်တိုင်းနေနဲ့စစ်တိုင်းမှုတွေနဲ့တပ်မှုတွေမှန်သမျှအစည်းအဝေးခေါ်တယ်ထိတ်တိုက်တွေ့မဲ့စစ်ပွဲကြီးတရက်ရှောက်လာပါရှောက်လာပါ ီနေ့လာမနေ့ပြန်လာနောက်တစ်ပတ်မှလာနောက်တစ်လမှလာမှန်းဆမရပါနဲ့မကြာခင်ကာလတစ်ခု2025နှစ်မကုန်ခင်ဗျာတမဲဦးကြောင့်တိုက်ပွဲစစ်ပွဲကြီးတစ်ခုတော်လိုင်းတက်တွေနဲ့တိုင်းသားကြီးရောတက်တည်တယ်ပူပေါင်းပြီးတော့ဘာလို့ဖတ်စစ်တက်ကိုအပီးတိုင်ဖြိုလဲဖြိုကြမယ်အထူးတွေထိုးစစ်နိုင်ငံလုံးဆိုင်ရာ operation တပ်ပေါင်းစုတက်တော်တွေခင်ဗျားတို့မြင်ရလိမ့်မယ်တီတူတွေ ကူဖို့ပြင်တာဖူဖို့ပြင်တာနှုတ်ထွေးဖို့ပြင်တာဂိူးဆိုင်ဖို့ပြင်တာသမီးချက်တွေးကြကြိုကြဆိုကြဒါရအနာတရားဖြစ်ရင်စိတ်ကူတာပေးကြဖတ်စစ်တက်ကိုရရလက်နဲ့နဲ့ဆွဲကန်တော်လန်ချဒီပုံစံကိုကြောက်ဖို့မင်းနေမကုတ်အဲ့တော့မင်းအောင်လည်းကလည်းစိတ်ကိုအတပုံပြင်နေပြီဖြစ်တယ်လို့ခုနပြောတဲ့ကျွန်တော်တို့တော်လန်ရေးတက်တွေဘက်က UNG ဥဆောင်တော်ပေါ့ဗျာနော်တိုင်းသားအရာဝတီဥဆောင်တော် တော်ရင်တက်ရဲ့အထူးထိုးစစ်တန်တမန်ထိုးစစ်တရင်ထိုးစစ်နော်ပဆုံစစ်ပွဲထိုးတွေစစ်ပွဲကြီးဟာဒီကနေ့ဆိုရင် ပြင်းပြင်းထန်ထန်ကိုဖြစ်နေပါတယ်။ဘာကိုကြည့်ရင်တွေ့နိုင်လဲဆိုတော့မဲအောင်မဲလော်ဘီတွေဘက်ကမဟုတ်တန်တရားကမောက်ကမကလိန်ကချစ်တွေတရဇက်ထွက်ပြောနေတယ်။အစ်စ်အစ်စ်လူတွေလည်းတက်မွေးထုတ်လာတယ်လို့နီလန်ပုံစုံနဲ့ဝါရားဖြန့်တဲ့အချိန်တွေတွေ့ရတယ်။အဲ့တော့စိတ်သက်စစ်စင်ရေးကိုသူတွန်းလောက်လာတယ် အောင်မြင်တာမအောင်မြင်တာတပိုင်းကျွန်တော်တို့တွန်းလောက်လာတယ်ဆိုတော့သိဦးသိရမယ်ဘလို့နီးလည်းနေတော့လဲဆိုထင်ရောက်ထင်မှာကိုကိုကြားသိရတဲ့တဲ့ရင်တစ်ခုကိုကိုအားထားဖက်စစ်တက်ကလောက်တာဥမာအိုတင်းခွင်းလို့ခြေရွာကိစ္စလေရင်နဲ့ဘုံကျဲတာလို့တထက်ကြယုံကြည်မှုကိုစစ်ကောင်စီလော်ဘီတွေတတိုက်ကပေါက်ပန်း40အမျိုးဆုံးပြောတဲ့အခါကျတော့ကိုယုံကြည်တာကိုပြောခဲ့တာဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ထင်ရောက်ထင်မှားဖြစ်မှုပုံတံတန်တစ်ခု လှုပ်ရပါတယ်လှုပ်နေပါတယ်နော်အဲ့တော့တခုခုဖြစ်ရင်ကွာအဲကျွန်တော်တို့အိမ်မှာငငယ်တုန်းကမိဘတွေကိုမိဘတွေအိမ်ထဲကအဲသူစပွဲပေါ်တင်ထားတဲ့ပတ်စံကိုကိုကမသိအောင်ယူလိုက်တယ်ကွာမသိမသာစိတ်ရဲကွာပေါ့နော်စိတ်လေစားမှုပုံစံအဲ့တော့အမေကမေတဲ့တာနေပတ်စံတွေ့သေးလားပေါ့ဟာအမေမတွေ့ပါဘူးအမေအထားမားတာနေပါပါတဲ့နော်အမေအထားမားတာနေပါပါဆိုပြီးစိတ်ကိုလှည့်လိုက်လိုက်ချင်းပါ အမေရအသက်ကလည်းရတော့။အော်အေးငါများအထားမသလားပေါ့။ဒီလိုထင်အောင်ထင်မှဖြစ်မှုပုံစံတစ်ခုနဲ့စစ်ကောင်စီ lobby တက်တက်ရ channel အပေါင်းစုံ TikTok မှာညီပေါင်းစုံနဲ့ဝါရဖြန့်နေတာကိုသိပေးပါ။တီးပေးပါပြီးရင်ချစ်ပြမယ်ဒီလောက်ကိုကျွန်တော်ဆုံးမပြောမယ်နောက်တစ်ခုကအပြစ်တွေတင်မယ်အာဒီဇော်ဘိုးအင်းတို့လိုကောင်မျိုးလို့ဆိုမလုပ်လဲဆိုရင်အာ तू 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 စစ်တပ်ကကောင်နေဟို तू ပြောနေတာတလူလူအာဒီမှာ NGO ကိုပြောတလူလူ तू စစ်တပ်တွေရဲ့မတရားမှုတွေကိုပြောနေတလူလူ ဟိုလူလက်ညှိုးတို့ဒီလူလက်ညှိုးတို့အပြစ်တွေတင်ဟာသဘောကြီးကဒီလိုပဲကြုံမျိုးမင်းကဒီလိုပဲဒီလိုရှုံရှက်ခတ်အောင်လုပ်ဖြစ်တာငါလဲဟိုသူလည်းမကောင်းဘူးစစ်တယ်လည်းမကောင်းဘူးအန်ဒီလည်းမကောင်းဘူးအန်ဒီလည်းမကောင်းဘူးဒလိုင်းတက်လည်းမကောင်းဘူ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 းဆိုပေါက်ပန်း၄၀ပြီပပေါင်းဆောင်ကပြောတာစုံနေအောင်ပြောတာအဲ့တော့ပြည်သူလူထုကကြည်ကြီးကြည်နေအာရှုံနေတာပဲကွာတော်ပါပြီဆိုပြီးစိတ်ပြက်ပြီးထွက်သွားစေတယ်နီးနော် တေချာမှတ်နော်နောက်တော့အကောင့်အကောင့်တူတွေအများကြီးနေပေါ့ဗျာလေးတန်တူအများကြီးပြောပြီးလူတွေထဲမှာအဲဒီကိုကဒါမှန်ပါလေလို့ခိုင်ခိုင်မာမာပြောနေပြီးမယ်အကောင့်နေကောမဒီကအများကြီးဖြစ်နေတော့ကိုပဲမှားနေတယောင်ယောင်လုပ်တယ်ခုနထင်အောင်ထင်မှာ online စစ်စင်ရင်းနီးဒါတွေဟာကျွန်တော်တို့တော်လိုင်းရေးရဲကို virus တစ်ခုလို့ဖြန့်ဝေလာနေပါပြီနော်အဲ့တော့ target ကဘယ်ဟာလဲတော်လိုင်းဘက်ကခိုင်ခိုင်မာမာယက်တီယုံကြည်နေတဲ့လူတွေကိုတော့စစ်တပ်ဟာ ဖြုတ်ပြလို့မရဘူးခက်ခိုင်မှမှယက်တည်နေတာယုံကြည်ခြင်းနဲ့ယက်တည်နေတာတစ်ဖက်မှာစစ်တပ်အုပ်စုရှိတယ်စစ်တပ်ကိုထောက်ခံသူနဲ့မထောက်ခံသူနှစ်စုကြားတဲ့ကအဖြူနဲ့အမဲကြားတဲ့ကမီးကိုးရောင်အုပ်စုဆိုတဲ့တာရဲဘက်ကိုလိုက်မယ်ဆိုတဲ့သူရဲ့ငါနဲ့မဆိုင်ပါဘူးဆိုတဲ့သူရဲ့အဲ့ဒီနှစ်လိုင်းတွေကိုပြစ်ထည့်တာဖြစ်ပါတယ်အဖြူနဲ့အမဲကြားတဲ့ကမီးကိုးဝင်အောင်အုပ်စုကိုထင်အောင်ထင်မှဖြစ်အောင်လောက်ယူပြီးတော့သူ့ဘက်သားဖြစ်အောင်ဆွဲခေါ် တော်လန်ရေးကိုအပုတ်ချသူတွေများတဲ့မြောက်အောင်လှုပ်ယူတဲ့ပုံစံမျိုးကိုစစ်တပ်ဟာလှုပ်ကိုလှုပ်နေပါတယ်လှုပ်ကိုလှုပ်နေပါတယ်ဒါကြောင့်မို့ဘာလို့ရမလဲလူမြတ်ကျော်ကြီးဘာလို့ရမလဲဆိုတော့စစ်တပ်နဲ့ပတ်သက်တဲ့ကျော်စိုးဦးကျော်မင်းပူလူမကလာဒီကောင်တွေရဲ့တည်င်းမှန်တယ်များဘာပြောပြောပြောကျင်ရပြောလုံးဝမကြည့်နဲ့ပလော့ပြစ်မျက်စိပြပေါ်လိုက်ကြော်သွားလုံးဝမကြည့်တော့နေဟာ စစ်ကောင်စီရဲ့ဝါရဖြန့်ချီရန်ရာကိုအောင်မြင်စေမဲ့နည်းပဲဖြစ်ပါတယ်တစ်ချက်လေးပဲပြည်သူလူထုတော်လိုင်းရဲဘော်တို့ကျွန်တော်မိတ်ဆွေရဲဘော်တို့ဒီတရင်စကားကိုဖြန့်ပြီးပါဒီစစ်တပ်ရဲ့ကလင်ကကြီးဝါရဖြန့်ချီရေးကိုနိုင်ချင်ရင်တခုပဲလုပ်ပါသူတို့ပြောသမျှဟာကိုလုံးဝမကြည့်ပါနဲ့ဘလော့ပစ်ပါမျက်စိရှိပေါ်လိုက်ကြော်လိုက်ပါအဲ့ဒီတနည်းကားလာရင် စစ်တပ်ရဲ့စိတ်သက်စစ်စင်ရေးကို ကျွန်တော်တို့တော်လိုင်းပြည်သူတွေနဲ့အတူကျွန်တော်နဲ့အတူအားလုံးရိုက်ချိုးနိုင်မှာဖြစ်ပါလိမ့်။ရှင်းပါလိမ့်မယ်။တို့တို့နဲ့လူရင်းဆက်ပါမယ်။အဲ့တော့ချိုင်းဤဘရဆေယုံတရင်စကားလည်းရှိနေပါတယ်။အဲဆိုတော့ချိုင်းဤဘရဆေယုံကိစ္စအမြဲတမ်းသွားပြောလိုက်မယ်။1000တောင်းတယ်8500ရသွားပြီလို့ရသွားပေးတယ်လို့သိရပါတယ်။အဲဒီအနည်းဆုံးလောက်ကလာစားတော့1000 8500ပဲပေးတယ်။လိုင်းတာချိုင်းဤအဲ့ဒီတဲ့ဖရန့်တွေထုတ်တဲ့ဆက်ယူ ဆလေးရနေ့မှာစပြီးတပိတ်မောက်တယ်အလုံသမား6တောင်ကျော်မောက်တာဒီကနေ့ဒီကနေ့မှာအလုံရှင်အလုံသမားသဘောတူစာချုပ်ချုပ်နေလို့သိရပါတယ်အလုံသမားကိုဆလေးရီနဲ့အဲ့တော့တောင်းနှစ်ထောင်အစိုးရထောက်ပံ့ကြီးမပါတောင်းနှစ်ထောင်တောင်းတာကဒါပေမဲ့အစိုးရထောက်ချက်ကြီးထောက်ပံ့ကြီးမပါလောက8ထောင်ပေးပါမယ်လို့ဂရိခံပြီးနောက်ဆုံးစာချုပ်ချုပ်တဲ့အချိန်မှာအားလုံးပေါင်းရင်တနည်းကိုငွေကျပ်8500ရပါမယ်။ဟိုဒီလေပုံမှန်အတိုင်းပါပဲ။ အဲ့တော့သဘောတူညီချက်တွေကိုအလုံသမားတွေကိုအတိမပေးပဲလက်မှတ်ထိုးရဲဆိုတဲ့သတင်းတွေလည်းကြားရပါတယ်အလုံသမားကိုယ်စားလှယ်ဆိုတဲ့ကိုဦးကလည်းဖုန်းတွေခေါ်လိုက်ဖုန်းတွေခေါ်ရတာဖုန်းတွေပိတ်လိုက်ပြီးတော့အတွင်းပြဿနာဖြစ်တယ်လို့သိရပါတယ်အဲ့တော့ဒီဆက်ယုံရဲ့တောင်းနှထောင်တောင်းဆိုမှုဟာတလောက်ကိုအဲ6တောင်းဟို3သိန်း6တောင်းပေါ့တလောက်ကို3သိန်း6တောင်းပဲလာစားတူတောင်းတာပေါ့တနေ့တောင်းနှထောင်အခုရတဲ့ပတ်စံကကြတော့2သိန်း4တောင်းကိုယ် စားလောက်ကြပြီလားဟင်ကဲထိုင်းကလူတွေနိုင်ငံတကာကလူတွေဘယ်လောက်ရတယ်တနေ့ကိုဘယ်လောက်ရတယ်တလောက်ကိုဘယ်လောက်ရတယ်မောင်ကြီးဘယ်လောက်လောက်ဖြစ်မလဲမရှင်နဲ့ဟာသူတို့နိုင်ငံနဲ့ငါတို့နိုင်ငံနဲ့မတူဘူးဆိုရင်လာမပြောနဲ့အလုံးလုံးချင်း၈နာရီပဲဒီလက်ဒီခြေောက်ဒီမျက်လုံးဒီဒါရီနဲ့လောက်ရတာပဲသူတို့ကတော့တနေ့ကိုထိုင်းဘတ်300 400ရပြီဗမာဝင်900လောက်ရပြီငါတို့ကဗမာဝင်1000ရပဲဘာလို့ရတာလဲသိလား ကိုလုံးမကိုစားရတာတနေ့ကို၈နာရီအတူတူလုံးတာပဲနော်၈နာရီမှာအထယ်ကျုပ်ဆိုလေဒီခြေတောင်းနဲ့ချုပ်ပြီးဒီမျက်လုံးနဲ့ကြည့်ပြီးချုပ်တာပဲဗမာပြည်ရောဗမာပြည်ကအထယ်ကျုပ်ပြီးရောဥမာပြည်ကထိုင်းရထယ်ကျုပ်တယ်ဒါပေမဲ့ထိုင်းမှာကဗမာဝင်9000လောက်ရပြီဗမာပြည်မှာ8500ပဲရရဲဆိုတာဟာကိုလုံးမကိုစားရဲကိုလုံးမကိုစားရတယ်ဆိုတဲ့လူတွေတခွန်းပဲပြောချင်တာကအဲ့ဒါစနစ်ပါ ဒီစနစ်ကြောင့်အလုတ်ချင်း၈နာရီအတူတူဒီအလုတ်ကိုတူတူလုံနေခြင်းတောင်လောက်ခလာစားလေးစားပါကိုလုံးမကိုစားရတယ်ဆိုတော့ပြော့ပြတာအဲ့တော့ဒီအခြေအနေမှာတော့8500ပေးလိုက်ပြီတနင်္လာနေ့မှာအလုတ်ပြန်ဖွင့်မယ်လို့နောက်ဆုံးသတင်းများရသိရပါတယ်ဒါလုံးတစ်ခုတော့အောင်မြင်မှုလို့တော့ကျွန်တော်တို့တတ်မှတ်လို့ရတယ်။ဒါပေမဲ့တရားမျှတမှုတော့မရှိသေးဘူး။ကာကန်ရှင်ရဲ့အတန်ဒီသဘောထားဆန္ဒတွေကိုကျွန်တော်တို့စောင့်နိုင်အောင်ပဲ။ ကျွန်တော်ကပြောပြီးသားငါရဲ့အတွင်းမဖြေရှင်းရင်ကျွန်တော်နဲ့စကားပြောမယ်လို့ကျွန်တော်ပြောပြီးသားလူမျက်ကြော်ဂျာဇတန်ပြီးပြီးသားနော်ဒါပေမဲ့ဒီနေ့တဘောတူညီမှုအပေါ်လောကသမားတွေရဲ့တကယ်ဆန္ဒကဘာလဲဆိုတာမျိုးနားထောင်နိုင်ဦးမယ်ချဲ့ရည်နောက်ဆုံးအချိန်ကတော့အဲ့လိုရှိပါတယ်အဲ့တော့ဒီကနေ့မှာလေချောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေကိုကျွန်တော်နောက်ဆုံးပြောချင်ပါတယ်လေချောင်းနဲ့ပတ်သက်ပြီးတော့လေရင်ဘုံကျင်းမှုဟာနှိမ့်စင် ဖြစ်နေပါတယ်အဲ့တော့နေ့စဉ်ဖြစ်နေတဲ့ကိစ္စအရင်က၃ရက်တစ်ကြိမ်လောက်ပဲဘုံကျဲနိုင်တယ်အခုဘာဖြစ်လို့နေ့တိုင်းကိုဘုံကျဲမှုလုံနိုင်တာလဲတနေ့ကို၃ကြိမ်တက်မနေကျဲတာဘာလို့လုံတာလဲလုံနိုင်တာလဲဆိုတဲ့အချက်ကျွန်တော်ဒါစကားမျှဝေပါမယ်အခြားသူတွေကလည်းမျှဝေပေးပါအဲ့တော့စစ်ကောင်စီကလေတဲ့ကိုပုံစံပြောင်းလိုက်ပါတယ်အရင်တော့ကပင်မလေတဲ့တွေကနေလေချောင်းတက်ခိုက်မှုလုံတာကနေအခုဆိုရင် စစ်လေရင်ကို leader scan 6ခုမှာခွဲပြီးတော့စစ်ဘက်ဆိုင်အောင်ဂျုံကြီးဆိုင်ရာသူတည်တနာရဲ့အကြံပြုချက်အရာဘုံမပြတ်ကျင်းနိုင်အောင်မကွေး leader scan ဌာနချုပ်တရာဟု leader scan ဌာနချုပ်မော်ဘီ leader scan နေပြီးတော့ leader scan ဒီကြောင့်တက်တင် leader scan ဌာနချုပ်ရှန်နေဂျီမိတ်ထီလာပေါ့တောင်ကူ leader scan ဌာနချုပ်နတ်ဆန် leader scan ဌာနချုပ်ပတ်သိမ်း leader scan ဌာနချုပ်နဲ့အပြင်မင်္ဂလာတော်မြကြီးနာမုံရွာ home link တို့မှာလီလီနေအကုန်ဖြန့်လိုက်ပါ အဲ့ဒီမှာမှာအပေါ်သားတိုက်လေရင်ဒီဖြစ်တဲ့ Y30 YAK 130ဘတ်စုံဘုံတိုက်လေရင် S230 MG29 အပါဝင်လေရဲရင်ပို့ဆောင်ရေးလေရင်220ထက်မနည်းဘူးလက်နက်ခဲအနေနဲ့အတူဒေတာကန်ဌာနချုပ်ဒီအားလုံးကအသင့်ပြတာပါလေကျွန်တော်ခုနပြောတဲ့ဒေတာစကန်ဌာနချုပ်အဲ့တော့ဒါဖြန့်ခွဲတိုက်ခိုက်မဲ့ပုံစံဖြစ်ပါတယ် ။မူရင်းလေတဲ့စကန်ကတော့ဒီဒီလေရင်ကမကွေးကြောက်ထုဖြစ်ဖြစ်ဒါပေမဲ့စီရင်လိုအပ်ချက်ကတရားဟုချက်ချင်းရွှေ့နေရွှေ့မယ်လို့ဆိုတဲ့ရှင်းရင်းပြောရရင်တော့ပြင်လဲပြောင်းလဲစီရင်ပြပါပုံစံကိုဖက်စစ်တာလောက်လာပါတယ်။အဲ့တော့လေချောင်းကျဲတဲ့ဘုံတွေကိုကျွန်တော်ပြန်လေ့လာကြည့်ရင်ပြည်တွင်းထုတ်တွေကိုတက်နိုင်တဲ့လောက်ဘုံကျဲချတာမျိုးကိုတွေ့ရတယ်။နော်ကပ္ပစာ၃နဲ့ကပ္ပစာ၂၁ကိုတော့ ထုတ်နေတဲ့လေချောင်းပုံးတွေကိုတုံးတယ်။အဲ့တော့ကျွန်တော်တို့လေရင်ခွင်းတွေကိုတိုက်မယ်။လေရင်ခွင်းတိုက်ခတ်ရေးမရှင်တွေပေါ်ဆောင်မယ်ဆိုရင်တော့အဓိက leader scan ဖြစ်တဲ့အဓိက leader scan ကြီးဖြစ်တဲ့ဝေး leader scan ဌာနချုပ်တရာဦးမော်ဘီနေပြည်တော် leader scan လေချောင်းတက်တဲ့ leader ဌာနချုပ်လေရှမ်းတဲ့တောင်ငူနတ်ဆန်ပသိမ်မင်္ဂလာတို့မြစ်ကြီးနားမုံရွာဟုံးမလေးမှာလည်းရှိပါလိမ့်။အဲ့နေရာတွေကတော့ တလဟောထိုးဝင်ပြီးလေတဲ့အတိုက်ကောလင်ရောဖြူချနိုင်မယ်ဆိုရင်တော့ဒီတော်လိုင်းကြီးဒီနှစ်မကူးခင်အောင်လန်ထူနေမှာဖြစ်ပါလေတိတ်မြဲမြဲဆဆမဟုတ်ဘူးမပွေတဲ့တရာဦးနှစ်မော်ဘီတုံးနေပြီးတော့၄ရှန်တဲ့၅တောင်ကူ၆နတ်ဆန်ခွန်ပပိန်၈ဒီ၈ခုက main ဖြစ်ပါလေစကန်ဖလိုမှာမင်္ဂလာရုံမြကြီးနာမုံရွာဟုံးလေးဆက်နှစ်ခုလောက်ပဲရှိပါတယ် ကျွန်တော်တော်လိုင်းရဲဘော်တွေလုံနိုင်မယ်လို့ယုံကြည်တယ်။တော်လိုင်းရဲအထွတ်ထိပ်ဆုံးသောအောင်ပွဲဖြစ်ဖို့အဓိကလေးရစကိုင်း၈ခုကိုဖြုတ်ဖို့ဖြုတ်ချရပါလိမ့်မယ်။ဘလုံးနည်းနဲ့ဖြုတ်ဖြုတ်ဖြုတ်ခြင်းတလို့ဖြုတ်မိပဲရှို့ရှို့ပြပဲချချအစစ်နဲ့ပပတ်လောင်လွဲနဲ့ပြပြတက်စီနဲ့ပြန်ပြီးရှို့ရှို့ကြိုက်တယ်လို့ဗျာကြိုက်တယ်လို့ကြိုက်တယ်လို့ပုံစံနဲ့ကြိုက်တဲ့နီးညာနဲ့လို့ ဒါပေမဲ့လေကြောင်းနဲ့ပတ်သက်တဲ့အထူးတိုက်ခိုက်ရေးတပ်ဖွဲ့တွေကိုဖွဲ့ပြီးတော့ဒီလေတကရှစ်ခုကိုရတဲ့နီးနဲ့နီလန်းပေါင်းစုံနဲ့တိုက်ခတ်ကြပါလို့အထူးတိုက်တွန်းလုပ်ပါတယ်။ဗဇက်ကပြောတာတော့မလွယ်ဘူး။ကျွန်တော်တို့မျော်လင့်တာပြည်သူလူထုကလည်းမျော်လင့်နေစကားမျိုးကျွန်တော်ထွက်ပြောပြတာဖြစ်ပါလေ။ဒီနေ့တော့တောင်ငူကိုစဆော့ပါပြီ။ BWN ခုနကျွန်တော်ပြောပြီးပြီ။ကဲချုပ်လိုက်မယ်။ဆိုတော့ဒီအချိန်မှာလေဒက်နဲ့ပတ်သက်ပြီးတော့ပုံကျဲနေတယ်။နေရာအနှံ့ကိုပုံကျဲနေတယ်။ ငါတို့ဘာလို့ရမလဲလူများကြော်ရေးကမ္ဘာသမိုင်းမှာလေကျွန်တော်တို့တည်တည်နေတဲ့အင်္ဂလိပ်ကြီးပေါ့ဗျာဗြိတိန်တို့ခေါ်တဲ့အင်္ဂလိပ်တင်လောက်ကမ္ဘာမှာဘုံကျဲခံရတဲ့နိုင်ငံဘုံကျဲခံလိုက်ရတဲ့အချိန်မရှိဘူးဒါပေမဲ့ဗြိတိရှားတွေကြံ့ကြံ့ခံခဲ့တယ်ဗျာကျွန်တော်ပြောပြမယ်ရှစ်လနဲ့ငါးရက်တိုင်တိုင်ဘုံကျဲတာဘုံကျဲတာလဲနာစီဂျာမနီကကျဲတာရှစ်လနဲ့ငါးရက်တိုင်ညစဉ်ဘုံကျဲတာ လူထောင်တဲ့ချီတည်တာဘုံဘုံခုချင်းလေးကိုဘုံတလုံးကြိုင်ဒါစင်းတဲ့ချီတည်ခဲ့ကြတာခလေးတွေဆိုရင်အပိုင်ပိုင်ဖြစ်ခဲ့ကြတာဒါကိုသူတို့ကြက်ကြက်ခံတည်တယ်ဂျာမန်ရဲ့နာဇီရိုရဲ့ဘုံတံကိုဗြိတိန်တွေဘလို့ကြက်ကြက်ခံခဲ့လဲဆိုတော့တမိုင်းဝင်စိတ်ဓာတ်ကဘာမှာစံပြုတ်စရာအဖြစ်ရှိခဲ့တယ်ဘလို့ရင်ဆိုင်ကျော်လွားခဲ့တယ်သူတို့ကိုကယ်တူမဲ့ဖြစ်မနေအောင်အစိုးရကလှုပ်ပေးတယ်ဒီညမှာ NUG ဒီလိုတို့ကဘုံကျဲတိုင်းခံနေရပါတယ်ဆိုပြီးကဲသူမဲ့စိတ်တမဖြစ်အောင်ရတဲ့လက်နဲ့နဲ့ရတဲ့နီးနဲ့စိတ်လေနေကိုပြစ်ပါခွဲပါလေတဲ့အရာရှိတွေကိုကက်တန်ခတ်ပါအဲ့တော့ခုနဗြိတိရှားတွေကဆိုရင်ရှိတဲ့လက်နဲ့ခံပြစ်တယ်ဗိုက်ဖယ်နဲ့ပြစ်တယ်ဒီလိုတို့ကကြည်ဟာငါတို့ကာဝယ်မဲ့သူတွေရှိတယ်ကဲသူမဲ့မဖြစ်နေတဲ့စိတ်ဓာတ်ဟာရှင်တန်နိုင်တဲ့စိတ်ဓာတ်ဖြစ်စီခဲ့ပါတယ် လေစင်းပေးမဲ့သူတွေမဟုတ်ဘူးရသည်မ냐နေခုခံမယ်ဆိုတဲ့စိတ်ဓာတ်မျိုးပါနံပါတ်2စုစုစည်းစည်းရေရေမောမောပျော့ပျော့ရွှင်ရွှင်စုစည်းနေထိုင်မှုကိုကျင့်သုံးပါလေပုဂ္ဂိုလ်ချင်းတွေမှာတယောက်နဲ့တယောက်ခေါင်းချင်းရိုက်ပြီးအိတ်ခဲကြတဲ့အခက်ခဲတွေကြော်လွားခဲ့ကြတယ်အဲ့တော့သူတို့ကိုစစ်မြေပြင်ထိလာပြီးဖျော်ဖြေပေးတဲ့သူတွေရှိတယ်တယောက်တယောက်ထင်းတရွာတဲ့အထီးကျန်နေသလားအထီးကျန်နေတဲ့ပုံစံမျိုးမဖြစ်အောင်ထိတွေ့ရဲ့ စိတ်ထွက်ပေါက်ရစရာတွေကိုရှာချမ်းပြီးအချင်းချင်းအားပေးနှွေးထွေးကူညီကြတယ်။ပျက်စီးဆုံးရှုံးမှုတွေကိုတောကတွေကိုဟာတာလုံးပြကြတယ်၊ကြမ်းကြမ်းခံခဲ့ကြတယ်။ဟာဒီအိမ်ပြသွားပြီဘုံချဲလိုက်လို့အေးဒီအိမ်ပြတာနောက်ထပ်ကောင်းတဲ့အိမ်ကြီးရချင်လို့ပေါ့ဟဲ့ဆိုရဲစိတ်ထွက်ပေါက်စိတ်ထွက်ပေါက်တွေနဲ့ရှင်တန်ခဲ့ကြတယ်။နောက်ပြီးတော့သူတို့ရက်တည်နေတာဟာတဲ့ မှန်ကန်ပြီးတရားမြတ်တဲ့အတွက်မကောင်းဆိုးဝါးဟစ်တလာရဲ့တန်ကိုခံနိုင်ပြီးနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ရှိတယ်။ဒါကျွန်တော်တို့တော်လိုက်ရေးစိတ်တပ်တယ်။ကျွန်တော်တို့ကလည်းငါတို့တရားမြတ်တမှုကိုဆောင်ရွက်နေတယ်။တိုင်းပြည်ကိုအနာဂတ်ကိုတည်ဆောက်ဖို့ကြိုးစားနေတယ်။ငါတို့မှန်ကန်တယ်။ဒီမှန်ကန်မှုကြောင့်ပဲမင်းအောင်နိုင်ကိုနိုင်ရမယ်ဆိုတဲ့ယုံကြည်မှုရှိမှုရှိရမယ်။ နောက်တစ်ချက်အရင်ကြီးတယ်တန်းတူညီမျှမှုလုပ်ပါလေအစိုးရဟာနိုင်ငံသားတိုင်းကိုတန်းတူညီမျှဖြစ်အောင်လုပ်ပေးတယ်ဘကင်ဟမ်နန်းတော်ကိုဘုံတိတာနဲ့အဲ့ဒီဟာမိဖုရားကြီးဟာပြည်သူနဲ့အတူဘုံခုခြင်းထဲမှာနေရမှာမို့လို့ဝမ်းသာအရာဖြစ်တယ်တဲ့ဗျကဲအဲ့ချိန်မှာငါဝင်ကြီးပဲငါဝင်ကလေးပဲငါကပီတီအက်ကငါပါကဖားဆိုလို့ထောင်ထောင်လွားလွားကြီးရှောင်းပြည်သူနဲ့တသားတဲ့တန်းတူညီမျှနေပါကူပါထူပါမေတ္တာရက်ခံပါလေ ဘုံကျဲခံရတဲ့နေရာတွေကိုတဲ့ပျက်စီးဆုံးရှုံးမှုဖြစ်နေတဲ့နေရာတွေ wisdom charge ဟာကိုယ်တိုင်တော်ပြီအပီးစကားပြောတယ်သူ့နိုင်ငံကိုကြည်ပြီးဂျာမန်တို့ရဲ့ရုပ်မှမှုကိုအန်ကျင့်ပြီးမျက်ရည်တောက်တောက်ဘူးလေကောင်းမှကြားမှုလေဝင်မနေဘူးရှင်မနဲ့ကောင်းဆောင်မှုပေးတယ်တာချမ်းချမ်းခံနိုင်မဲ့စိတ်သက်ဖြစ်ပါတယ် wisdom charge လို့ကောင်းဆောင်မျိုးလို့အပ်ပါတယ် ်နောက်ဆုံးချက်ကတာလီဘန်တို့ American leader sorry တာလီဘန်တို့ဒီ Afghan leader ကိုဘလို့ဖြိုခဲ့တယ်နော်ဒီအကောင်တို့ဟာ American ကျဲချတဲ့ဘုံတန်ကြီး shit တောင်းလောက်ကိုကြက်ကြက်ခံပြီးဘလို့ရင်ဆိုင်ကလေးဆိုတဲ့အခြေအနေတွေကိုအတုံးချပါတာလီဘန်နေရာလေးလေရင်မှုတွေမှန်သမျှအကုန်စရင်လုတ်ပြီးစော်ပလော်တီးတာဗျာ ညောတိတော့ပါမယ်အားလုံးကိုကျေးဇူးတင်